ဒီနေ့ကတော့မော်လမြိုင်ကိုရောက်တော့မော်လမြိုင်တီတရဲ့နာမည်ကြီးအစတာတစ်ခုဖြစ်တဲ့ဒိုင်းဝင်ခွေပိတ်မုတ်ကိုသွားဆမှာပဲဖြစ်ပါတယ်။ဆပါအောင်ဒီနေ့ကတော့ပို့ပို့မော်လမြိုင်ရောက်နေရပေါ့နော်။မော်လမြိုင်မှာအရန်နိုင်မယ်ကြီးပြီးတော့ဖွင့်တာနှစ်ပေါင်း60ကျော်ပြီဖြစ်တဲ့ဒီဒိုင်းဝင်ခွေပိတ်မုတ်ကိုလာဆတာပေါ့နော်။ဒီဆိုင်လေးကတော့မနေ့ဆော့ဆော့ဆိုဖွေပါပြီ။ဆိုင်ရှိဖြက်လိုက်တာနဲ့ပိမုတ်ကြော်နေတဲ့နတ်လေးကတော့မွေးနေရပဲပေါ့နော်။ ဘေမောရဲ့ပေါ်ကိုနဲ့မြေပဲရဲဒီလိုအုံဒီမြများလေးဖြူထားတာပေါ့နော်ဘေမောကအီအီလေးနဲ့စားလို့ကောင်းပါတယ်ဒီမှာကတော့ယူယူဘေမောရဲ့ကျဲဦးဘေမောရဲ့ဆိုပြီးတော့နှမျိုးရပါတယ်ဒီဆိုင်လေးကတော့အရင်ရောကောင်းလို့လို့ပေါ့နော်ဆိုင်ဆပ်ဖွေကတဲ့အဘေမောတွေကိုဒီလိုဆက်တိုက်ကိုမရမနှမ်းကြော်နေရပါတယ်ဘေမောတွေကိုဒီလိုစီနဲ့ကြော်ထားပေးမယ်ပေါ့နော်မုတ်ရဲ့အထက်မှာတော့စီဝို့မနေပဲနဲ့မုတ်သားအီအီလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ် ဘာနဲ့ရေဒီဘဲနဲ့ဒါလေးကတော့ယူယူပေးမုတ်ရဲ့ကျိတ်ဥပေးမုတ်ရဲ့ဆိုပြီးမျိုးပေါ့နော်ဒီမှာကတော့ order လေးတွေကိုဒီလိုကျိတ်ဥပေါ်မှာရေးပြီးတော့မှတ်ထားလေးရှိပါတယ် ဲဒီမှာပေါ့နော်ပပူမာထားတာလေးရပါပြီပပူကတော့ကြက်ဥနဲ့မာထားတာပေါ့နော်ပူပူလေးဒီမှာအရင်ရောင်းရတော့လေပုံမှန်လာဝယ်တော့အကြာကြီးဆောက်ရတယ်ပေါ့နော်ဆောက်ပါအောင်ကောင်းတောင်းမလားကောဒီတိုင်းဝင်ဘိမဝါကြောင့်မော်လမြန်မာတော့လောကနာမည်ကြီးရပေါ့နော် သူကစတင်နဲ့ကြော်ထားရတယ်ဆိုပေမဲ့အထက်မှာစီအရင်ဝတ်နေရမျိုးမဟုတ်ဘူးပေါ့နော်စာလိုကောင်းတယ်စာရင်တော့မနေ့6နိုင်ဆိုစာဖွင့်ပြီပေါ့နော်ယူယူဆိုရင်2000ကျဲဥနဲ့ဆိုရင်3000ပေါ့နော်ကပူမှလိုက်တာတော့ဒီကျဲဥနဲ့အင်းအာမင်းမကိတ်မဟုတ်ပေါ့အဲဒီလိုအိုးမျိုးနဲ့နိုးအိုးပေါ့နော်တရက်ကိုဒါမဲ့အော်ဒါအဲ့ထက်ပုံများတယ်ဒါမဲ့မလုံနိုင်တော့လို့ပေါ့နော် ဟိုဘာဖြစ်လို့ဒိုင်းဝင်းခွေဘိမုတ်လို့ခေါ်ရလဲမလဲဒိုင်းဝင်းလေးနေမှာရှိဟမ်ဒိုင်းဝင်းစီအော်ဒိုင်းခွေဈေးနားမှာရှိလို့ဒိုင်းခွေဘိမုတ်လို့ခေါ်တာဟောဒါဒိုင်းခွေဈေးဘေးမှာရှိလို့ပေါ့နော်ဒီဒိုင်းခွေဘိမုတ်လို့ခေါ်တာဘေးမောကကြတော့ဘေးဒီသားရဲ့ ဘေးမုံနဲ့မှမတူတိုင်ဝင်ဘေးမုံကကျေခုတော့ဆာလိုပြီးပြီပေါ့နော်အရန်ကိုဆာလိုကောင်းတယ်ပေါ့နော်ဒီမော်လမြိုင်ကိုရောက်ရင်တော့ဒီတိုင်ဝင်ဘေးမုံကကြတော့လာစားကြည့်ပေါ့နော်အရန်ကိုဆာလိုကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲရက်လိုက်မယ်ပေါ့နော်ဒီမှာ order ရတော့အရင်များနေတယ်ခုလာမှာတဲ့သူကအနည်းဆုံးနိုင်ဝယ်ဆောက်ရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲရက်လိုက်ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ